တိတ်တယဟန်တထေသလေးမြတ်စွာဘုရားရဲ့တရားပွဲအခုလိုတရားပွဲသွားပြီတရားနာတရားနာလိုက်တော့ကောင်းလိုက်တဲ့တရားကောင်းလိုက်တဲ့တရားဒီလောက်ကောင်းတဲ့တရားကိုငါလူ့ဘုကြောင်နဲ့တော့ကျင့်လို့အဆင်မပြေဘူးသင်္ကန်းဝဲမှာဖြစ်မယ်ဆိုပြီးတော့မြတ်စွာဘုရားတန်ခွင့်ပန်တဲ့သင်္ကန်းဝဲခွင့်တောင်းသင်္ကန်းဝဲခွင့်တောင်းတော့မြတ်စွာဘုရားကမင်းမိဘနှစ်ပါးရှိလားရှိပါတယ်ဗျာသူတို့ကခွင့်ပြုလား တို့တော့တပည့်တော်ခွင့်မတောင်းရသေးပါဘူးဖေရဒါဆိုရင်ပြန်ခွင့်တောင်းမိဘနှစ်ပါးခွင့်တောင်းတော့မိဘနှစ်ပါးငါသားရဲ့တဲ့တို့မှာသားလေးတယောက်ရှိတယ်မင်းသင်္ကန်းဝတ်လို့ပဲဖြစ်မိဘနှစ်ပါးခွင့်မပေးဘူးငါတို့ရဲ့ပြည်စည်းတဲ့ထိမ့်သိမ်းဆောင်ရှားဖို့ရမင်းတယောက်ပဲရှိတယ်ငါတို့အမျိုးရိုးကိုဆက်လက်ထိမ့်ဖို့ကသားတယောက်တည်းပဲရှိအဲ့ဒါကြောင့်သင်္ကန်းမဝတ်ပါနဲ့ဆိုပြီးတားတားလို့မရဘူး မိဘကလည်းခွင့်မပြုတော့ဘာလို့တော့မေးအိမ်ရှိမြေပြင်ပေါ်မှာလူလိမ်ပြီးတော့သင်္ကန်းဝတ်ခွင့်ရရင်လည်းဒီနားကပဲကြောင်းကိုထပြင်းမယ်တဲ့သင်္ကန်းဝတ်ခွင့်မရဘူးဆိုလည်းဒီနားလေးပဲသေခံလိုက်တော့မယ်သေရင်လည်းဒီနားပဲသင်္ကန်းဝတ်ခွင့်ရလည်းဒီနားပဲဒီလိုပြောဆန္ဒပြပြီးတောင်းဆိုတာပေါ့အဲ့ဒီမှာ6ရက်လောက်ရောက်တော့မိဘနှစ်ပါးကဘလို့မှသားလေးဖြောင်းပြများတော့သူ့တငယ်ချင်းတွေခေါ်ပြီးဖြောင်းပြပြပါအိုးမင်းတို့တငယ်ချင်းလေးပြောကြပါအောင်ပေါ့ တငယ်ချင်းတွေလာပြီးပြောတော့တငယ်ချင်းတွေပြောလည်းမရဘူး။သင်္ကန်းဝှချနာပဲ။နောက်ဆုံးတော့တငယ်ချင်းတွေကသူ့ကိုဖြောင်းပြမရတော့မိဘနှစ်ပါးကိုပြောတယ်။ခင်များတို့သားလေးသင်္ကန်းဝှခွင့်ပေးလိုက်ရင် သူ့အတန်လေးလည်းကြားရနိုင်တဲ့သူ့မျက်နာကိုလည်းမြင်ခွင့်ရနိုင်တယ်။တကယ်လို့သင်္ကန်းဝှခွင့်မပေးတော့ဒီနာသူသေးတော့မှသေသွားရင်တော့အတန်လည်းမကြားရဘူးမျက်သူ့ရဲ့ပုံရိပ်လည်းမမြင်ရဘူးဒီလို ဖြစ်သွားမယ်ပေါ့။ဟာဒါဆိုရင်တော့ မဖြစ်ဘူးဆိုသင်္ကန်းဝတ်ခွင့်ပေးတယ်အဲ့ဒီနာကနေထပြေးသွားတယ်ကြောင်းသွားသင်္ကန်းဝတ်တယ်မိဘတွေခွင့်ပြုပြီပေါ့တရားကျင့်ဖို့အားထုတ်တယ်တငယ်ချင်းတွေပေါ်တဲ့ကောင်းလေးဆိုတော့တငယ်ချင်းတွေက လာလိုက်တာအဲ့ဒီတငယ်ချင်းတွေနဲ့ထိုင်စကားပြောတာနဲ့တရားအားထုတ်ခြင်းမရဘူးဒီလိုဖြစ်တာအဲ့ဒါနဲ့ရာဇဂျိုမနေတော့ဘူးတငယ်ချင်းတွေနဲ့မရှိတဲ့နေရာဝေးတဲ့နေရာသွားမယ်ဆိုတာဝတိသွားနေတာ တာဝတိရောက်တော်လဲပြိတဲ့ကျင့်လိုက်တဲ့ဒုတင်ကသဗရဏစာတိကအိမ်စဉ်လှဲ့ပြီးဆုံးခံတယ်တရက်9အိမ်9အိမ်ဒီနေ့9အိမ်ပြီးနောက်နေ့တခြား9အိမ်ပေါ့ဘာဖြစ်လို့လဲမေးကိုဆုံးခံတဲ့အိမ်ပေါ်မှာတန်ရောစင်မဖြစ်ရလေအောင်9အိမ်နဲ့ပဲဆုံးခံတယ်ဒီ9အိမ်ကမလောင်းရင်လည်းပဲမစားဘဲနေလိုက်မယ်ဒီလိုမျိုးအကျင့်စဉ်နောက်တကပတ္တပိဏသဘေထဲကြားတဲ့စွန်းကိုပဲစားတယ်သဘေထဲလောင်းထဲတဲ့စွန်းကိုပဲစားတယ် ဒကာဒကမတွေအိမ်ပင့်ကလည်းမစားဘူး။ကြောင်းလာပို့ရင်လည်းမစားဘူးတဲ့။ဒကာတရားကောင်းတာပြောတာနော်။အဲ့လိုအကျင့်ကောင်းတွေကျင့်ပြီးတော့နေတဲ့ရှင်သိဒ္ဓအိမ်မှာနေခဲ့တဲ့မိဘနှစ်ပါးကခုလိုအေးတဲ့ရာသီဆိုရင်အနှွေးတယ်လေးတွေကိုင်းလို့ငါသားလေးလူဘဝတုန်းကခုလိုအေးရင်ဒီလိုအထယ်ဝင့်နေကြ။ ပူတဲ့ကာလဆိုဘလို့ထဲလေးဝစ်နေကြနဲ့သူဝစ်သွားတဲ့အထဲလေးတွေကင်ကန်ပြီးငိုကြအဲ့ဒီမှာအိမ်ရှိဖြတ်သွားတဲ့ကလေးမလေးကအဖွားဘာဖြစ်လို့လောင်ငိုလဲငါသားသင်္ကန်းဝစ်သွားလို့သားသင်္ကန်းဝစ်သွားတာသဘောမတူဘူးဆိုအမေရဲ့တဲ့စောစောကလေးကတားပေါ့တားတာပေါ့တားလို့မရလို့ခုတော့ဝစ်သွားပြီလားဝစ်သွားပြီဝစ်သွားရင်လည်းငါသားရဲ့ဂျင်းတ်တော့ထွက်ခဲ့ပါတော့ဆိုပြန်ထွက်ခိုင်းပေါ့ ဲ့လိုလဲပြောမရဘူးအဲ့ဒါဆိုရင်ပြန်ရအောင်ကျမခေါ်ပေးမယ်အမေပိုင်တဲ့စီးတင်တဝက်ပေးမလားကလေးမလေးကတောင်းပြီးမယ်တခုတော့ရှိတယ်တဲ့အမေကကျမကိုပြောပြရမှာကအမေသားကလူဘဝတုန်းကဘာကြိုက်တယ်လဲပြောဘလို့ဟင်းကြိုက်တယ်လဲပြော ဟာဘလို့ဟင်းဘလို့ချက်ရင်ရမ်းကြိုက်တာနဲ့အကုန်လုံးပြော့ပြလိုက်တော့ကလေးမလေးကအဲ့ဒါမှတ်ပြီးတော့တာဝတိကိုလိုက်သွားတယ်။သူသရင်သုံးတဲ့နေရာသူဆုံးခံတဲ့ရက်ွက်ကိုမှတ်ပြီးတော့မှအဲ့ဒီမှာအိမ်လေးတွေခန်းလေးတွေငှားထားအဲ့ဒီကိုတော်လေးလက်ဆုံးကံကြွရောသူကြိုက်တဲ့ဟင်းလောင်းထဲတာလောင်းတယ်လိုက်တော့မိဘထံကခွဲလာခဲ့သင်္ကန်းဝတ်ပြီဆိုကြတဲ့ကဒီဟင်းမျိုးမစားရတာသူခမရလေး ယဟန်ဘဝဆိုတော့ကိုကဒီဟင်းကြိုက်ပေမဲ့ဒီဟင်းမျိုးရတာရှိရဲ့လားမရှိဘူးပြိသက်နေဘဝဆိုငရုတ်သီးနဲ့တွေ့ရင်တွေ့တာဟုတ်လားဝမ်းလျှောပါဆိုချင်းဟင်းနဲ့တွေ့ရင်တွေ့တာပဲလေအဲ့တော့ကိုမလို့ချင်းမဟုတ်လို့လည်းပြောလို့မရဘူးမြတ်စွာဘုရားပြောသလိုပေါ့ငါတို့ကသူများပေးမှကျွေးမှစားရတဲ့ပိတ္တာလိုပဲတဲ့ဘုရားဒီလိုပြောမှုတယ်ပင်ဆက်ကဒါယကာဆိုတဲ့တကားကြီးပင်ဆက်ကတကားကြီး အူဖြားဖြား၅ပါးပြုတ်ပြီးမှသမင်းစားလေးရှိတာတဲ့အဝတိပြီမှာပဲပုံနာကြီးကဖရာကြီးညိုသလားပုံလေးမှရသိမကြီးညိုအဲ့ဒီအိမ်ရှိကိုသွားပြီးဆုံးခံပူတဲ့အိုက်တဲ့ကာလာဆိုတကကြီးကလေဝင်မဲ့ဘက်အိမ်ပြင်ဘက်ကိုကြောပိတ်ပြီးအိမ်နဲ့မျက်နှာမူပြီးသမင်းစားဒကမာကြီးကသူ့ယောက်ျားကြီးကိုရက်ခတ်ပေး အဲ့ဒီချိန်မှာအိမ်ဝင်းပေါက်ဝါမှာမြတ်စွာဘုရားဆုံးလာခံတယ်ဆုံးလာခံတော့မြို့သမီးကဗောဓိလန်းကွင်းနဲ့ပေါ့ခေါင်းရမ်းပြသွားတဲ့မလောင်ဘူးဘုရားကလည်းပြန်ခေါင်းရမ်းမရဘဲငါလည်းမသွားဘူးဟဲ့ဒါမျိုးဗျဘယ်နဲ့ဘုရားနားမလည်လို့လားကြောသောမှလို့ပြောလိုက်ရင်ဒီပုံနာကဥဥဖြားဖြားလောင်းနေကြ ဖယားလာတာမပြောရမလားဆိုငောက်ခံရမယ်နောက်တကစိတာလေးအကုန်လုံးလိုက်ငါထက်ချက်ရင်ငါဒုက္ခများမယ်ဖယားသူတိခံလို့မဖြစ်ဘူးအဲကြောင့်ခေါင်းရမ်းတယ်ဖယားလည်းပြန်ခေါင်းရမ်းနောက်တကအဲ့ဒီနာကအသာသာလေးထသွားပြီးတော့မှတိတ်စထဗန္ဒီတဲ့ဒီအိမ်ကိုကြော်ပြီးတခြားအိမ်ကိုသွားပါကတော်ဇွန်းပါပေါ့မသွားဘူးဟုတ်တော့ဘယ်နဲ့ဖယား တော်ဆုံးပြောလဲမသွားဘူးဆိုတော့ပုံလေးမကြီးကပြုံးလိုက်တဲ့ခါဖះကလည်းပြုံးလိုက်တော့အဲ့ဒီမှာရောင်ကြီးတော်ကထွက်ပြီးအိမ်ထဲမှာဝင်းကနေဖြစ်သွားအဲ့ဒီမှာမှပုံနာကြီးကနောက်လှည့်ကြီးဟောရဘာကြီးပါလေဆိုဖះဖြစ်ဟာဒီပုံလေးမှတော်တော်မိုက်တာပဲဖះလာတာငါမပြောဘူးဆိုပြီးတော့အဲ့ဒီမှာဖះသွားရှောင်းခွန့်လို့ပါဖះတပည့်တော်ဥပ္ပဖះဖះကိုလောင်းပြီးမှစားနေကြတန်ခါကိုလှူပြီးမှစားနေကြ ခဏိတော်တပီတော်ဘိုက်စာစာနဲ့စားလိုက်မိတယ်ဒီမှာတဝက်ဖဲကြံတော့တယ်တပီတော်စားပြီးစားကြီးလောင်းလို့ဖြစ်ရဲ့လားဖြစ်ပါတယ်တဲ့မင်းမကုံနေလို့ပဲဖြစ်ဖြစ်တဝက်တပြည့်ပဲဖြစ်ဖြစ်မင်းပိုးနေတာပဲဖြစ်ဖြစ်ငါတို့ယဟန်တန်ငါဆိုတာသူများပေးမှကျိုးမှစားတဲ့ဘဝပါကွာတဲ့ဒီလိုပြောအခုလည်းပဲပြောကြင်တာကတိတ်တာယဟန်တိတ်တာယဟန်ကပြိတဲ့ ရဟန်းဝင်လာကြတဲ့ကသူကြိုက်တဲ့ခင်းနဲ့ဒီရှာနဲ့မတွေ့ကြတာကြာပြီအခုမှဒီကလေးမလေးကဒီခင်းမျိုးလောင်းထည့်လိုက်တော့ဟာအဲ့ဒါလည်းပြန်စားမိလိုက်ရောသဗ္ဗရဏစာရိကအိမ်စဉ်လှဲ့နေတဲ့တိတ်သားကအိမ်စဉ်မလှဲ့ဘူးဒီခုနှစ်အိမ်ပဲပြန်လှဲ့ရှေ့လှဲ့ရမှာမလှဲ့တော့ဘူးနော်မနဲ့ပြန်လဲဒီခုနှစ်အိမ်နောက်တနေ့လဲဒီခုနှစ်အိမ်တဖြည်းဖြည်းနဲ့ခုနှစ်အိမ်တော့မဟုတ်တော့ဘူးအဲ့ဒီကလေးမလေးတအိမ်နဲ့ပဲဆုံးခံတယ် နောက်ဆုံးတို့တို့ပြောကြပါဆိုပြိတဲ့အဲ့ဒီကလေးမလေးကပြန်ခေါ်သွားတာနဲ့တိတ်တာကြီးလူဘွားပြန်ရောက်သွားတယ်တခြားမထိန်နိုင်တာလားရှာမထိန်နိုင်တာလား